အားလုံးပဲမင်္ဂလာပါဒီဆယ်လာပိုင်းအတွက်ပေါ့နော်ဒီဆယ်လာပိုင်းအတွက်ဒီဓာကြီးတစ်ခုလုံးရဲ့ energy တဲ့ဘယ်လိုပုံစံမျိုးရှိလဲနောက်ပြီးတော့ဒီဆယ်လာပိုင်းအတွက်မှာခொနဲ့သားသမီးတွေအားလုံးရဲ့ကံကြမ္မာအနေထားကိုဘယ်လိုပုံစံမျိုးရှိလဲဆိုတာလေးကိုဝင်ပြပေးခြင်းပါတယ်ဆိုတော့ဆယ်လာပိုင်းဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာနော်ဒီကြောင်းလက်မှုတွေအများကြီးကြုံတွေ့ရနိုင်တယ်ပေါ့နော်ကြောင်းလက်မှုတွေအများကြီးကြုံတွေ့ရနိုင်တယ် ဥပမာပြောလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအရေးကြီးတဲ့သုံးဖြတ်ချက်တွေချရတာမျိုးပေါ့နော်အရေးကြီးတဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုစတဲ့အကောင့်တွေပေါ်ရတာမျိုး ပြီးတော့ကြံ့ကြာနေတဲ့အရာတွေအလုံးကလွတ်မြောက်လာတာမျိုးเนาะဒီလိုမျိုးကိစ္စမျိုးတွေอ่ะဆိုလို့ရှိရင်ဒီဆက်လာပိုင်းမှာကြုံတွေ့ရနိုင်တဲ့အပြောင်းလဲတွေပေါ့เนาะအပြောင်းလဲတွေများကြီး ဖြစ်သွားနိုင်တယ်ပေါ့နော်။ကောင်းသောကြောင်းလင်းစင်းတွေအများကြီးဖြစ်နိုင်တယ်ဆိုတော့လဖြစ်ပါတယ်ဒီဆဲလာပဲပေါ့နော်။ဆိုတဲ့အခါကျတော့သူ့ရဲ့ energy ပဲဒီတိုင်းပဲကောင်းတာတွေအများကြီးပြောင်းလဲနိုင်တယ်လို့မကောင်းတဲ့အချက်တွေရလည်းပဲကိုယ့်ဘဝမှာအာဒီမကောင်းတဲ့အချက်ဆိုတာကကိုယ်နဲ့အဆမ်းမှုမရှိတဲ့အရာတွေပေါ့နော်။ကိုယ်နဲ့အဆမ်းမှုမရှိတဲ့အရာတွေအားလုံးကဆိုလို့ရှိရင်လည်းကိုယ်နဲ့ တတွဲတည်းပါမလာတော့ဘဲနဲ့ပြဿနာအခိုက်အတန့်ကြီးဖြစ်ပြီးအပီးအပီးသက်အစုံတိုင်းကြံခဲ့ရမယ်အပိုင်းတွေလည်းချက်တတ်ပါတယ်ဒါဆိုမို့လို့ဒီဆယ်လာပိုင်းကဆိုလို့ရှိရင်အဲခொနေသားသမီးများအားလုံးအတွက်ပြောရမယ်ဆိုရင်ပေါ့နော် ကိုဖြစ်စဉ်တစ်ခုလုံးမှာပေါ့နော်ရုတ်တရက်ကိုကနေကံတရားကြီးကံစားတာတွေပွင့်ထွက်သွားတာမျိုးဒါခொနေသားသမီးများအားလုံးတွေလည်းသက်ဆိုင်ပါတယ်ဒီဆယ်လာပိုင်းရဲ့ကံကြမ္မာကနေနော်အဲ့တော့ဟို တူးကြီးနေတဲ့စီလို့ပြောတာမဟုတ်ပါဘူးအဲ့တော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူးကျသာပြီးတောက်ကြစန္ဒီယာဟုနခွန်နဲ့သားသမီးရှင်းနေတဲ့အကုန်လုံးပါပါတယ်ပေါ့နော်ဆိုတော့ဒီလိုလာမှာဆိုလို့ရှိရင်ကောင်းသောပြောင်းလဲခြင်းတွေလည်းအများကြီးရှိသလိုမျိုးပဲအဲကိုနဲ့ပေါ့နော်ဒီဟိုပါပေါ့ကိုလူမှုပတ်ဝန်းကျင်ကိုနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အဲလူမျိုးတွေလုပ်ငန်းမှုမိုင်းဆိုလို့ရှိရင်လည်းအထူးသတိထားပြီးတော့အလုပ်လုပ်တင်တယ်။ဘာလို့ဆိုတော့ပြဿနာလေးတွေအသေးအပွားလေးတွေကအစဖြစ်တတ်တယ်။အသေးအပွားလေးတွေဖြစ်ပြီးဆိုတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်ကသတိနဲ့ထိန်းပြီးတော့မှကြော်သွားနိုင်အောင်လုပ်တာတကယ်သတိပေးတာပေါ့နော်။ဆိုတော့ဒီလာပိုင်းကဆိုလို့ရှိရင်အများကြီးကြောင်းလက်မှုတွေရှိတယ်။ နော်အများကြီးပြောလို့မှုတွေရှိတယ်။ကောင်းသောပြောလဲခြင်းတွေဖြစ်တယ်။အဲ့တော့မကောင်းတဲ့အရာတွေကတော့ထားခဲ့ရမှာပေါ့နော်။ဒါကြောင့်မလို့ဒီလရဲ့ဒီဂျိုးအနေထားတွေအကုန်လုံးပေါ့လေ။ဂျိုးအနေထားတွေအကုန်လုံးကပြောင်းလဲခြင်းတွေဖြစ်နေတာပေါ့နော်။ပြောင်းလဲခြင်းတွေဖြစ်နေတာမို့လို့အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင်စာသာပရိသနင်းလာနေနိုင်နေရဆိုလို့ရှိရင်အာနည်းနည်းတော့လှုပ်လှုပ်ခတ်ခတ်လေးဖြစ်တတ်တယ်လှုပ်လှုပ်ခတ်ခတ်ဆိုတာကဟိုဘယ်လို ပြောရမလဲ ်လုပ်ငန်းသဘောရသော၎င်းလူမှုရေးသဘောရသော၎င်းเนาะဒါမျိုးလေးတွေမှာကိုယ့်ကိုမလိုတာလားတခုခုလေးတိုက်ခိုက်တာဒါမျိုးလေးတွေကဟိုအပေါ်ယံလေးတွေမှာဖြစ်တတ်တယ်ဘောเนาะဖြစ်တတ်တယ်ဒါပေမဲ့ဒါကြီးကစိုးနေတာလားဆိုတော့လေအရင်ကြီးမစိုးသေးဘူးလုပ်ငန်းမင်းဆက်ငွေချေးပိုင်းဆိုင်ရာတွေမှာကြတော့အမတန်ကိုမှဝင်ငွေပြီးဖြောင်းပြူးစီတယ်လာပါနော်လက်လာပါတာကိုပေါ်ချင်ပါမယ်လာဖြစ်တယ်အဲ့လိုပဲခြေတဲ့နိမ့်နံသားတွေမှာလည်းပဲ ဒီကဒီဒီလရဲ့ energy ကိုရအောင် use ခြင်းနဲ့ဆယ်လာပိုင်းမှာကောင်းတဲ့ energy ဂျိုးတွေအပြောင်းအလဲမှာဖြစ်ပေါ်လာတယ်ထွက်လာတယ် energy တွေငတိဥစ္စာတွေကိုရအောင်ယူပါပြောချင်တာကအမ်ဒီပြောရမယ်ဆိုလို့ရှိရင်တော့ကို့မှာတကယ်လို့စိတ်ကူးထားတဲ့ကိစ္စတွေပေါ့နော် စိတ်ထဲမှာပဲတွေးထားတဲ့ကိစ္စတွေအောက်ထဲမှာပေါ်ပါသေးတဲ့ကိစ္စတွေအကုန်လုံးဆိုလို့ရှိရင်အဲ့ဒီဆယ်လာပိုင်းမှာ အကောင့်ထဲပေါ်လို့ရတယ်အကောင့်ထဲပေါ်လာနိုင်တယ်ပေါ့နော်ဒီလိုမျိုးကံတရားမျိုးတွေဖြစ်ပါလိမ့်မယ်အဲ့တော့အဲလုပ်ငန်းတွေစတင်ကြတော့မယ်ဆိုတဲ့အခါမှာလေဒီဆယ်လာပိုင်းမှာစတင်လို့ရတယ်ကောင်းတော့ပြောင်းလဲခြင်းတွေပြောင်းလဲသွားမယ်အပြောင်းလဲတွေဆိုတာက အကောင့်တွေကိုတွားဖို့အတွက်ဆိုရင်အရင်ကအစိုးရတွေကိုဖယ်ရှားပြရတဲ့သဘောပါပဲเนาะအဲ့တော့အကောင့်ဘက်ကိုတွားဖို့အတွက်အစိုးရတွေကိုရေဖယ်ရှားရတဲ့ဆိုတဲ့နေရာမှာ ပြဿနာအနည်းငယ်လေးတော့ကြုံတွေ့ရတတ်တယ်ဒါကဒီဆယ်လပိုင်းမှာဖြစ်နိုင်တဲ့ဂျူပြောင်းလဲမှာဖြစ်နိုင်တဲ့ကိစ္စရပ်တွေပေါ့ဆိုတော့ခொနည်းသားသမီးတွေအားလုံးကဘယ်လိုတက်ရောက်မှုရှိမှာလဲဆိုတော့ခုတစ်ချက်ပြောသလိုမျိုးပေါ့เนาะအဓိကက ကောင်းတဲ့ဘက်တွေကိုအများကြီးတွားခြင်းနဲ့ဆိုရင်ကုသိုလ်ကောင်းမှုတော့နည်းနည်းလုပ်ပေးရမယ်ပေါ့เนาะ ကုသိုလ်ကောင်းမှုများများလုပ်ပေးမယ်။နောက်ဘာသာရေးနဲ့နဲ့လုပ်မယ်။ကတရားတွေအများကြီးတိုးတက်ပြောင်းလဲလာအောင်လုပ်ပေးရမယ်။နောက်ဓမ္မသာလေးကိုမှမကောင်းတဲ့အညံ့တွေကြုံတွေ့တဲ့အခါမှာကိုကကြောက်သွားနိုင်မှာဖြစ်တယ်ပေါ့နော်။ကုသိုလ်တွေအများကြီးဖြည့်ထားတဲ့အခါကျတော့အဲ့တော့ခဏသာသီးရှင်းနေနိုင်တဲ့အားလုံးရဲ့သဘောတရားတည်အာပြောင်းလဲခြင်းနေနဲ့ပဲကြုံတွေ့ရမှာဖြစ်တယ်။ ပြောင်းလဲဆိုတာကောင်းသောပြောင်းလဲခြင်းဒီကြော်ဝါမှာမဟုတ်လို့မကောင်းတဲ့အရာတွေအရင်ဦးဆုံးဖယ်ရှားပြရမှာဖြစ်တယ်။ဒါကြောင့်မို့လို့မကောင်းတဲ့အရာကိုစပြီးအရင်တွေးလိုက်တဲ့အခါမှာဟာသူရှင်းကကောင်းတယ်လို့ပြောထားပြီးတော့ငါဘာဖြစ်လို့မကောင်းတာရင်းနဲ့အရင်စပြီးတွေးရတာလဲဆိုပြီးဖြစ်မှာဆိုလို့ဒီရက်ကြုံပြီးတော့ပြောပြပေးထားတာ။မကောင်းတဲ့အရာတွေလည်းကြုံတွေ့နိုင်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေကပြီးဆုံးသွားတော့မှအရာတွေထားခဲ့ရမယ့်အရာတွေ เนาะအဲ့တော့သူတို့ကိုအရင်ရှင်းပြီးတော့မှကိုကကောင်းတဲ့ဘက်ကိုသွားမှဖြစ်တယ်ဒါလေးကိုနားလည်ပြီးပါခွန်ရက်သားမြင်အားလုံးเนาะနားလည်ပြီးပါကုသကောင်းမှုတွေအများများလုပ်ပြီးပါเนาะကံတရားတွေအများနဲ့ကောင်းမှုအတွက်ကုသကောင်းမှုတွေအများကြီးလုပ်ပြီးပါအဲ့တော့အဓိကပြောချင်တာကပဋ္ဌာန်းနဲ့ပူဇော်ပေးပါเนาะပဋ္ဌာန်းအခြေကြီးပူဇော်ပေးပါเนาะမေတ္တာတုပ်တွေပွားပါเนาะမေတ္တာများများပွားပေးပါခွန်ရက်သားမြင်အားလုံး မြတ်တာပွားပေးပါကိုကိုကိုကစာပြီးဒီမြတ်တာပွားပါနောက်ကိုချစ်တဲ့သူတွေမြတ်တာပွားပါကိုမချစ်တဲ့သူတွေမြတ်တာပွားပါဘာလို့လဲဆိုတော့မြတ်တာတရားကအကုန်လုံးကိုလွှမ်းခြုံနိုင်စေဖို့အတွက်နော်ကိုမချစ်တဲ့သူပဲဖြစ်ကိုမချစ်တဲ့သူပဲဖြစ်ဖြစ်ကိုမနှိမ့်သက်တဲ့သူပဲဖြစ်ဖြစ်ဘလုံးလူမျိုးမဆိုမြတ်တာထားနဲ့အောင်မြတ်တာပွားတဲ့အလေးချင်းတွေကိုလှုပ်ယူပေးပါလို့ပြောခြင်းတယ်ဒါမှသာလေခုနပြောတဲ့ အနောက်ရှက်တီရန်တွေကပြင်းရှင်းမှာပေါ့နော်ဒါကြောင့်ဒါလေးကိုအကြံပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆဲကဘိုင်းရဲ့ energy ရဲ့သဘောကအရန်ကိုမှသူကအနှွညံ့နေဆန်းကျင်နေပေါ့နော်အဲတခါတလေမှဘလူလေးပြောင်းလဲသွားတယ်ဆိုတဲ့အရာလေးကမတိမသားလေးနဲ့ကိုယ့်ရဲ့ဘဝတစ်ခုကိုပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ energy မျိုးပါဆက်လာမှရတယ်ဆိုတော့မတိမသားလေးနဲ့ကိုအထွေထူးကိုကလုံယူထားတာမျိုးမဟုတ်ဘဲနဲ့ ို့ရဲ့ကံတရားလေးရတယ်ဖတ်ကနေဆိုပြောင်းအကောင်းဘက်ကိုပြောင်းလဲသွားတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့ဒီ energy မျိုးလာမှာပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတခါတည်းရင်ကြရင်ဟဲ့ငါဘာမှမလုပ်ထားငါဘာမှလုပ်ထားခြင်းမရှိပြင်းနဲ့ငါရုတ်တရက်ကြည့်သူလို့ခွင့်ရေးတွေရလာတယ်ဆိုတာမျိုးလေးကြုံတွေ့ရတတ်တယ်ဆိုအဲ့ဒီမျိုးအဲ့ဒီလိုမျိုးကံစားတာမျိုးဆယ်လာပဲမှာပေါ့เนาะဆိုတော့လူတိုင်းနဲ့သက်ဆိုင်မှုရှိတယ်ဒီ energy ကအဲ့တော့ မကောင်းတာတွေကိုအရင်မှဆုံးလွတ်ချလိုက်ပါကောင်းတဲ့အရာတွေကိုစွဲယူလိုက်ပါအဲ့တော့စိတ်ထဲမှာအမြဲတမ်းမှတ်ထားရမှာကဆယ်လပိုင်းဒီငါတို့အတွက်အကောင်းနဲ့အများကြီးပြောင်းလဲရမယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့စိတ်ကောင်းနှလုံးကောင်းမွေးမယ်ဘာသာရေးတွေလုပ်မယ်ကုသကောင်းမှုတွေအများကြီးလုပ်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ဘဝမှာကိုယ်ဖြစ်နေတဲ့ဆန္ဒတွေစိတ်ကူးရအရာတွေအလုံးအကောင့်ထဲပေါ်လာမယ်ဆိုတဲ့အကြောင်းလေးကို 不要买对码的，就是不要买对码的。